င်္ဂလာပါရှင်ဒီနေ့မှာတော့ຫນွေကပိတ်ရက်လေးမှာသမင်းစားမိစီဖို့အတွက်ညချင်ကန်ဆက်၃နီးလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင် သူကလေဂရင်းပြက်နေတဲ့အချိန်မှာတော့မှအခုလိုမျိုးလေးတုတ်စားလိုက်လို့ရှိရင်လေသမင်းမိန်စီပြီးတော့ဂရင်းလည်းပြန်တွေ့စီရမှုလို့လုံနီးလေးကိုနည်းနည်းတူတူလိုက်ကြည့်လိုက်ရအောင်နော်ဒီမှာမြင့်စားတုတ်ဖို့အတွက်ပြင်ဆင်ထားတာကတော့25မိနစ်ခန့်ပြုတ်ထားတာရဲ့ကြက်တော်နီကိုတော့နှလုံးလောက်ပပလေးလှီထားလိုက်တယ်ရုပ်တီးစိမ့်၁၀တောင်းနဲ့ကြက်တော်ပြူ၅မွှာကိုလည်းထောင်းထားလိုက်ငပိတစွန်ရဲ့တမယာတီးအောင်နှလုံးခန့်လောက်လှီထားလိုက်တယ်မြေပဲပစွန်ချောက်စီချက်ကိုခုပြထားတဲ့ခွက်ကလေးနဲ့တစ်ခွက်စီအနည်းတို့ထည့်ထားလိုက်ပါမယ်နောက်ပြီးစီပူထဲမှာရုပ်တီးစိမ့်နဲ့ကြက်တော်ပြူထောင်းထားလေးတွေကိုအရင်ဆုံး ီတက်ပေးလိုက်မယ်။ ဒီနောက်ကနာငပိလေးတစုံခံလေးကိုထည့်ပြီးတော့ထပ်ပြီးတော့မျိုးစီတက်လိုက်မယ်အခုလိုမျိုးစီတက်လိုက်ခြင်းအပြင်ငေဦးဒီစိမ့်ကြောင်ဘိုင်းနာရည်လည်းမဖြစ်တော့တဲ့အပြင်ကိုမှငပိကိုလည်းတက်တက်ဖုံးစရာမလိုပဲနဲ့တခါရဲရောပြီးရောစီချက်ချက်လိုက်ရုံပါပဲခဏကြာလောက်ချက်ပြီးရဲ့နောက်မှာစီချက်လည်းကြက်သွားပြီးဆိုရင်တော့မြက်ထဲကိုအဲ့ဒါလေးထည့်မယ်မြေပဲမှုတ်လေးတွေကိုလည်းရောထည့်လိုက်ပါမယ်ပစွန်ကြောင်မှုတ်လေးတွေကတခါရဲအကုန်လုံးရောထည့်လိုက်မယ်ပြီးရင်တော့စီချက်ဖက်လေးရောစီရောကိုပါတခါရဲထည့်ပြီးလိုက်ပါမယ်ဒီမှာစီချက်ကိုကြက်တုံဖြူနေတုံးထားရယ်နော်အရသာအတွက်ချုံမုတ်နေငယ် ဲငပြိုင်အနှဲငယ်လောက်ထည့်လိုက်မယ်ပြီးရင်တော့ကျွတ်စိန်လေးတွေကိုလည်းထည့်လိုက်ပါမယ်ဒီမာလေးအဆက်ကြိုက်တယ်ဆိုလို့ရှိရင်ငယုတ်တိအကြမုတ်ထည့်ပြီးတော့လည်းတုတ်လို့ရတယ်เนาะနောက်ဆုံးမှာတော့တမယာတိလေးတွေကိုညှစ်ထည့်လိုက်မယ်ဒီမာတွေကအဟေရှမ်းတဲ့အတွက်တမယာတိနှလုံးသုံးထားပါတယ်ကဲပြီးရင်တော့အားလုံးကိုရောသမမှွေဝအောင်လို့ညီတို့အနှမ်းတုတ်ပေးလိုက်ပါမယ် ကဲအခုဆိုရင်တော့အဆက်ဟက်တဲ့ပြီးတော့စားလူလည်းတော်တော်ကောင်းနေမြင့်တုပ်လေးရရှိခဲ့ပါပြီရှင်။အပေါ်မှာနှွေးရတော့စက်တုံလေးကြော်ထားလေးကိုလည်းဖြူထားလိုက်တယ်ပေါ့နော်။ပြီးရင်နန်းပင်လေးထည့်လိုက်တယ်။စက်တုံပြူနဲ့ရုပ်တိစိမ့်လေးကိုလည်းဘေးနားမှာပုံထားပေးလိုက်တယ်။ကဲအခုဆိုရင်တော့အရန်ကမှအရာတာရှိပြီးတော့စားလို့အဆက်ဟက်ကလည်းတအားတဲ့တဲ့မြင့်တုပ်လေးပါရှင်။ကဲကိုကလေအခုလိုမျိုးအချိန်လေးမျိုးမှာထမင်းစားလို့လည်းမကောင်းဘူးဆိုလို့ရှိရင်ဒီလိုမျိုးလေးကတုတ်ကိုတုတ်စားတင်တယ်နော်။ကဲနှွေးရတော့စားလိုက်ပါအောင်မရှင်။ ်နောက်ပြီးဒီမှာကြက်တောက်ဆန်းချက်ထားတာလေးနဲ့လဲတွဲစားလို့လဲတအားကိုမှမိန်ပြီးတော့စားလို့တအားကောင်းတယ်ရတာလေးကလည်းရှယ်ပဲဝက်ဥကြောင်ကြော်လေးနဲ့မြက်တုပ်လေးနဲ့ကလည်းလေတအားကိုမှလိုက်ဖက်ပြီးတော့စားလို့ကောင်းနေရောပဲကဲဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင်နောက်ထပ်နောက်ထပ်ဟင်းချက်နီးလေးတွေကိုစက်တိုက်တင်ဆက်ပေးသွားမှာဖြစ်လို့ညရဲ့ page လေးကိုလည်း like and follow လေးလုပ်ပေးသွားကြပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်ရှင်